အားလုံးပဲမင်္ဂလာပါဒီကနေ့လူသားကဘာကောင်းချိုးဖြာရှိရှင်တွင်ယဟနာအာဗံရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ယဟနာအာဗံရဲ့ပွဲနေ့ကိုတချို့စာမျက်နှာတွေမှာဇွန်လ20ရက်နေ့လို့ဖော်ပြပေးမယ်လို့လေတချို့ဆောင်းပါးတွေမှာတော့ဇွန်လ22ရက်နေ့လို့ဖော်ပြတတ်ပါတယ်ယဟနာအာဗံဟာဖိတိန်နိုင်ငံမှာပထမဦးဆုံးယုံကြည်ခြင်းအတွက်အသက်ခံခဲ့ရတဲ့ဓမ္မအာဇံဤတစ်ပါးဖြစ်ပါတယ် သူဟာပညာတတ်ပေမဲ့လို့လေဖျားသခင်ကိုမယုံကြည်တဲ့ဒိဋ္ဌိတယောက်ဖြစ်ပါတယ်။သူ့ရဲ့အဖြစ်ပြက်ဟာအလွန်မဲစိတ်ဝင်စားစရာကောင်းပါတယ်။အာဗန်ငယ်စဉ်ကရောမမြို့ကိုတွားရောက်လည်ပတ်ပြီးရောမလူမျိုးတွေထံကနေပညာမျိုးစုံကိုသင်ယူခဲ့ပါတယ်။သူဟာအမတန်မှဖော်ယူပြီးဆက်ဆက်ရေးကောင်းတဲ့သူဖြစ်တာကြောင့်သူ့ကိုချစ်ခင်ယုံကြည်သူတွေပေါ်များပါတယ်။ဒါအပြင်သူဟာသူ့မှာရှိတဲ့စီးစင်ဥစ္စာတွေကိုစင်ရားတွေကိုရေရောစွာနဲ့မျှဝေပေးတတ်ပါတယ်။ အဲ့ဒီအချိန်ကာလကရောမဧကရိကသူ့ရဲ့စစ်သားတွေကို ခရစ်ယာန်တွေကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်စီခဲ့ပါတယ်။တနေ့မှာတော့ထွက်ပြေးလာတဲ့ဖုန်းတော်ကြီးတစ်ပါးဖြစ်တယ်။ Amphiva Lewis ဟာအာဗန်ရဲ့အိမ်ကိုတွားရောက်ပြီးမိတ်ဆွေစစ်သားတွေကကျွန်ုပ်ကိုတတ်ဖို့လိုက်ရှာနေကြလို့ကျွန်ုပ်ကိုမင်းရဲ့အိမ်မှာဝှက်ထားပြီးခဲ့ရင်ဖျားသခင်မင်းကိုဆုလက်တွေပေးမှဖြစ်တယ်လို့ခိုးလုံးဝင်တောင်းခံခဲ့ပါတယ်။အဲ့ဒီအခါမှာအာဗန်က ခမားဘာအပြစ်တွေလုံးပြီလို့လဲလို့မေးတဲ့အခါမှာဖုန်းတော်ကြီးကကျွန်တော်ဘာအပြစ်မှမလုပ်ခဲ့ပါဘူးခရိယန်ဖြစ်လို့တတ်ဖို့လိုက်ရှာနေကြတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်အဲ့ဒီခါမှာအာဗန်ဟာဖုန်းတော်ကြီးကိုသူ့ရဲ့အိမ်မှာလက်ခံပေးခဲ့ပါတယ်အာဗန်ဟာဖုန်းတော်ကြီးထံကနေတခင်ခရစ်တော်အကြောင်းနဲ့ယုံကြည်အားချက်တွေကိုနေ့စဉ်နားထောင်ခဲ့ပါတယ်အာဗာတခင်ခရစ်တော်ဖျားရှင်ရဲ့အသက်ပေးတဲ့အထိလူသားတွေကိုချစ်တဲ့အကြောင်းကိုကြားတဲ့အခါမှာ ဒီလိုချစ်ချင်းမျိုးနိုင်တာနေလိုကြောင်းပြောဆိုပြီးယုံကြည်ခြင်းရလာခဲ့ပါတယ်။တနေ့မှာတော့စစ်သားတွေဟာအာဗန်ရဲ့အိမ်တကားဝကိုရောက်လာပြီးဖုန်းတော်ကြီးကိုထုတ်ပေးဖို့ရန်အတွက်အမိန့်ပေးခဲ့ပါတယ်။အာဗန်ဟာဖုန်းတော်ကြီးရဲ့ဝိညာဉ်ကိုတောင်းခံပြီး ဖုန်းတော်ကြီးထံကနေကောင်းကြီးမင်္ဂလာကိုခံယူခဲ့ပါတယ်။အဲ့ဒီနောက်ဖုန်းတော်ကြီးကိုသူ့ရဲ့အစီအကံတရားကိုလမ်းပြစီပြီးထွက်ပြေးလွတ်မြောက်စေခဲ့ပါတယ်။အာဗန်ကတော့ဖုန်းတော်ကြီးရဲ့ဝိစုံကိုဝစ်ဆင်ပြီး အဖမ်းခံခဲ့ပါတယ်။ အာနာပိုင်းတွေကအာဗန်ကို ဖုံးတော့ကြီးကိုကိုကြီးလွတ်မြောက်စေတဲ့အတွက်နောင်တယူပြီးနတ်ဖျားတွေကိုပူဆော်ဖို့ရန်အတွက်အမိန့်ပေးခဲ့ပါတယ်။သူဟာနတ်ဖျားတွေကိုမကူးကွယ်တော့ပဲအရာအလုံးကိုဖန်ဆင်းတော်မူတဲ့စစ်မှန်ပြီးအသက်ရှင်တော်မူတဲ့ဖျားကိုကိုးကွယ်ကြောင်းပြန်လဲပြောဆိုခဲ့ပါတယ်။အမြဲတောဒါထွက်နေတဲ့အာနာပိုင်းတွေဟာအာဗန်ကိုမြို့အပြင်ဘက်ကိုခေါ်ဆောင်ပြီးခေါင်းဖြတ်တက်စီခဲ့ပါတယ်။ အဲ့ဒီတရင်ကိုမြို့သူမြို့သားတွေကြားတဲ့အခါမှာစူယုံပြီးတော့အာဗန်ကိုနောက်ဆုံးနှုတ်ဆက်ဖို့ရန်အတွက်ရောက်ရှိလာကြပါတယ်။အာဗန်ကိုတက်မဲ့တောင်ကုန်းကိုရောက်တဲ့အခါမှာအာဗန်ကိုတက်မဲ့စစ်သားဟာလူအများရဲ့ကြီးညိုနှုတ်ဆက်မှုတွေကြောင့်အာဗန်ဟာတန်ရှင်းသူဖြစ်ပြီးမတက်တင်ကြောင်ပြောပြီးစိတ်ပြောင်းသွားခဲ့ပါတယ်။ဒါကြောင့်အာဗန်ကိုကောင်းဖြတ်တက်ပြီးတဲ့နောက်မှာအာနာပိုင်တွေကအာဗန်ကိုကောင်းဖြတ်တက်ဖို့ရန်ညှင်းဆုပ်ခဲ့တဲ့အရာရှိကိုလည်းအဲ့ဒီနေရာမှာပဲကောင်းဖြတ်တက်စီခဲ့ပါတယ်။ အာဗန်ကိုကောင်းဖြတ်တက်ခဲ့တဲ့နေရာမှာစမ်းရည်တွေရှိတာကြောင့်အဲ့ဒီစမ်းရည်ဟာလူအများရဲ့ယောဂါတွေကိုပျောက်စေတယ်လို့ဆိုကြပါတယ်။ဒါကြောင့်အဲ့ဒီနေရာမှာစင်အာဗန်ကတိတဲ့ဖျားကျောင်းတော်ကြီးကိုတည်ဆောက်ခဲ့ပြီး အဲ့ဒီစမ်းရည်ဟာလည်းယနေ့တိုင်အောင်တည်ရှိတယ်လို့ဆိုပါတယ်။စင်အာဗန်ဟာဗီတိန်နိုင်ငံမှာပထမဦးဆုံးယုံကြည်ခြင်းအတွက်အသက်ခံခဲ့ရတဲ့ဓမ္မအာဇာနည်တစ်ပါးဖြစ်ပါတယ်။စင်အာဗန်ကိုဘာသာပြောင်းသူများနဲ့ညှဉ်းပန်းနှိပ်စက်ခံရတဲ့သူတွေရဲ့အားကိုးရာယဟန်နာဖြစ်ပါကြောင်းသင်ဆက်ပေးလိုက်ရပါတယ်ရှင်။အားလုံးပဲလုံခြုံအေးချမ်းပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျမကတော့ Sister Regina မုံမုခိုင်ပါ။